စကပူနဲ့ချိတ်ဆက်ထားတဲ့ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ်ဆက်ကြောင်းချုပ်ရင်းနေတာကြောင့်အင်တာနက်လိုင်းများနှေးကွေးနေခြင်းဖြစ်ပြီးဒီဇင်ဘာလကုန်ဝင်းကျင်မှသာမူလချီနေကိုပြန်လည်ရောက်ရှိမှာဖြစ်ကြောင်းစစ်ကော်မရှင်လက်အောက်ခံပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်မှာစစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲအပိုင်း1ကိုကျင်းပပြုလုပ်မှာဖြစ်ပြီးလက်ရှိအသုံးပြုနေတဲ့အင်တာနက်ဝန်ဆောင်မှုတွေဟာဒီဇင်ဘာလကုန်မှသာ ပြန်လဲကောင်းမွန်မှာဖြစ်တာကြောင့်ရွေးကောက်ပွဲပြီးနောက်ပိုင်းမှသာလိုင်းတွေပြန်လဲကောင်းမွန်လာမယ်ဆိုတဲ့အတိတ်ပဲမျိုးစစ်တပ်ကသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။အာနာသိန်းစစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပဖို့ရှိနေချိန်မှာအင်တာနက်လိုင်းအသုံးပြုမှုတွေကိုအကန့်အသတ်နဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလတရနေ့ကစလို့အင်တာနက်အသုံးပြုသူတွေလိုင်းပြတ်တောက်တာနဲ့အသုံးပြုရခက်ခဲတာတွေတွေ့ကြုံခဲ့ကြရပြီးလက်ရှိချိန်ထိ အင်တာနက်လိုင်းတွေမူလချင်းတွေကို ပြန်မရောက်သေးဘူးလို့အင်တာနက်သုံးဆွဲသူတွေကဆိုပါတယ်စစ်ကော်မရှင်ရဲ့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့စင်ကာပူကနေမြန်မာနိုင်ငံကိုဆက်သွယ်ချိတ်ဆက်ထားတဲ့ UMO ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ်စက်ကြောင်းဟာနိုဝင်ဘာလ၁ရက်နေ့မှာချို့ရင်းပြတ်တောက်ခဲ့တာကြောင့်အင်တာနက်ဝန်ဆောင်မှုတွေနှေးကွေးနေတာလို့ဆိုပါတယ်။လက်ရှိရန်ကုန်မြို့နယ်ပြည်သူများအပါအဝင်မြို့ကြီးတွေမှာ အင်တာနက်လိုင်း Wi-Fi အသုံးပြုမှုနဲ့မိုဘိုင်းဒေတာအသုံးပြုရမှာလိုင်းနှေးကွေးနေခြင်း VPN ချိတ်ဆက်အသုံးပြုလို့မရခြင်းတို့ဖြစ်ပေါ်နေကြောင်းသိရပါတယ်။အဆိုပါပြုပြင်နေချိန်မှာအင်တာနက်ဝန်ဆောင်မှုတွေအဆင်ပြေစွာအသုံးပြုနိုင်ရန်အတွက်နေဆက်ဖြတ်ကျော် Fiber ဆက်ကြောင်းများထပ်မံတိုးမြင့်ချိန်ဆက်အသုံးပြုထားတာကြောင့်အင်တာနက်လိုင်းအသင့်တင့်ရှိနေခြင်းဖြစ်ကြောင်းထုတ်ပြန်ကြမှာပါရှိပါတယ်။မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတွေနဲ့အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ISP ကုမ္ပဏီတွေဘက်ကလည်း အခုလိုထုတ်ပြန်ခဲ့တာရှိပြီးလက်ရှိချိန်ထိအင်တာနက်လိုင်းတွေပြန်ကောင်းမွန်ဖို့ကြိုးပမ်းဆောင်ရွက်နေစေလို့အသိပေးထားကြပါတယ်စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာစီးပွားရေးပြန်ကောင်းလာဖို့အကန့်အသတ်အတားအဆီးတွေရှိနေဆဲဖြစ်တယ်လို့ကမ္ဘာဗန်ကထုတ်ပြန်လိုက်ပါတယ်။ပြည်တွင်းဝယ်လူအားလျော့နေမှုအလုံသမားရှားပါမှုနဲ့ပြည်အစ်စ်တပ်အားမကြာခဏပြတ်တောက်မှုပြည်ပခနဲ့မလုံခြုံမှုအပါအဝင် စီးပွားရေးမျှော်မှန်းချက်အလားအလာမှာအတားအဆီးတွေရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာပံကဒီဇင်ဘာလ10ရက်နေ့ကထုတ်ပြန်လာတာဖြစ်ပါတယ်။ဒါပေမဲ့ငလျင်နဲ့ပြိပခတက်ရောက်မှုတွေရဲ့ကြာမြန်မာနိုင်ငံရဲ့စီးပွားရေးကအသင့်အင့်နလန်ထူမှုလက္ခဏာကိုတွေ့ရတယ်လို့လည်းဆိုထားပါတယ်။2025ခုနှစ်အောက်တိုဘာလမှာစီးပွားရေးလုပ်ငန်းတွေရဲ့ကုန်ထုတ်လုပ်မှုလက်ပတ်ဆန်းအားကဧပြီလနဲ့နိုင်ရှင်ဘာကမြန်မာလာခဲ့ပြီးပြီးခဲ့တဲ့နှစ်ကတည်တည်တတ်တာထိုးချခဲ့တဲ့မြမတက်ငွေတန်ဖိုးကတော့2025တနှစ်တာကာလတရှိပြပြမှန်မှန်နဲ့ပြန်လည်မြင့်တက်လာတာကိုတွေ့ရပါတယ်။ ငွေကြေးဖောင်းပွားမှုမှာရော့ကျလာပေမယ့်အလုံးစုံသောကုန်စည်နှုန်းတွေကမြင့်တက်နေဆဲဖြစ်တာကြောင့်အိမ်တော်စုတွေအနေနဲ့ဝင်ငွေထွက်ငွေနဲ့ငွေကြေးသုံးစွဲမှုအခက်အခဲအတွက်ခက်ခက်ခဲခဲဖြေရှင်းနေရဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ငွေကြေးဖောင်းပွားမှုအနေနဲ့မဝေးတဲ့ကာလတစ်ခုအတွင်း20ရာခိုင်နှုန်းအထက်မှာဆက်လက်ရှိနေမှာဖြစ်ပြီးတော့နေထိုင်မှုအစည်းအဝေးတွေအပေါ်ဖိအားတွေရှိနေမယ်လို့ဆိုပါတယ်။ကုန်စည်ပို့ဆောင်ရေးပမာဏမှာ2025ခုနှစ်စက်တင်ဘာလအထိ 6လအတွင်းမြင့်တက်လာခဲ့တယ်လို့လည်းကမ္ဘာဘဏ်ကဆိုထားပါဗျ။ဒါအပြင်လာမယ့်2026-2029ဘဏ္ဍာရေးနှစ်မှာစီးပွားရေး300ခိုင်လုံးပြန်လည်ဦးမော်လာမယ်လို့ခန့်မှန်းထားပြီးအဓိကအားဖြင့်ငလင်အပီးပြန်လည်တည်ဆောက်ရေးနဲ့ထိခိုက်ဆုံးရှုံးသူတွေကိုအကူအညီတွေဆက်လက်ပေးအပ်ခြင်းတွေကြောင့်ဖြစ်တယ်လို့ကမ္ဘာဘဏ်ကဆိုထားပါဗျ။ပြန်လည်တည်ဆောက်မှုနဲ့ပတ်သက်တဲ့သုံးစွဲမှုမြင့်တက်လာတာကြောင့်ဘဏ္ဍာရေးစိန်ခေါ်မှုဆက်လက်ရှိနေမှာဖြစ်ပြီး2026-2029ဘဏ္ဍာနှစ်အတွင်း လုံငွေပြမှုက GDP ရဲ့900ခိုင်နှုန်းထိရှိနေမယ်လို့ကမ္ဘာ့ဘဏ်ကမျှော်မှန်းထားပါတယ်။ပြည်သူ့ကြွေးမီမှာ GDP ရဲ့60ရာခိုင်နှုန်းထက်မှရှိနေမှာဖြစ်ပြီးပြည်တွင်းချင်းငွေတွေလည်းမြင့်တက်နေမှာဖြစ်တယ်လို့သိရပါတယ်။ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှာအင်အား9.5မဂနီကျူးရှိတဲ့ငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီးနောက်ထောင်ပေါင်းများစွာသောဒေသခံတွေကို နေအိမ်တွေကနေထွက်ခွာဖို့ အနာပိုင်တွေကအရေးပေါ်သတိပေးချက်တွေ ထုတ်ခဲ့ရပါတယ်။ဒီဇင်ဘာလ၈ရက်ညပိုင်းကလှုပ်ခတ်ခဲ့တဲ့ကမ်းလွန်ငလင်ကြီးဟာစန်တိုင်မြို့အရှိဘတ်အီမိုရီကမ်းရိုးတန်းနဲ့ကီလိုမီတာ80အကွာလောက်ကိုဗဟိုပြုခဲ့ပြီးရေအောက်အနက်ကီလိုမီတာ90လောက်ကိုဥတီခဲ့တယ်လို့ဆိုပါတယ်။ငလင်လှုပ်ခတ်ပြီးတာနဲ့ဂျပန်နိုင်ငံအရှိမြောက်ပိုင်းဟော့ကိုင်ဒို အီမိုရီနဲ့အီဝတီကန်ဂျီတွေမှာဆယ်ပေအမြင့်ရှိတဲ့ဆူနာမီလိုင်းတွေရက်ခတ်နေကြောင်းကနဦးမှာသတိပေးချက်တွေထုတ်ပြန်ခဲ့ပေမဲ့ယခုအခါရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ဒါပေမဲ့အရေးပေါ်ပြောင်းရွှေ့နိုင်အောင်တော့အစဉ်အသင့်ပြင်ထားကြဖို့အတွက်ဂျပန်အာနာပိုင်တွေကဆက်သတိပေးထားဆဲဖြစ်ပါတယ်။ဒီဇင်ဘာ9ရက်မနက်ပိုင်းအထိအချက်လက်တွေအရငလင်ကြောင့်လူ30ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့အာနာပိုင်တွေကထုတ်ပြန်ထားပါတယ်။ ဒါအပြင်ယခင်ဆူနာမီကြောင့်ပျက်စီးပြီးပိတ်ထားတဲ့ဖူကူရှိမားနျူကလ িয়ার ဒါအပေးဆက်ယုံနေရမှာလေ။ဘာမှထိခိုက်တာမတွေ့ရဘူးလို့အာနာပိုင်တွေကပြောပါရယ်။၂011ခုနှစ်မတ်လတုန်းကဂျပန်နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့မဂနီကျူ၉အဆင့်ရှိတဲ့ကမ်းလွန်ငလျင်ကြီးနဲ့နောက်ဆက်တွဲဆူနာမီရေလိုင်းတွေကြောင့်လူ၂000လောက်သေဆုံးခဲ့တယ်လို့ဖူကူရှိမားနျူကလ িয়ার ဒါအပေးဆက်ယုံရဲ့ဓာတ်ပေါင်းဖိုတွေထိခိုက်အပ်ွယ်ပြီး နျူကလ িয়ার ကပေးသိမ့်မှုကြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်နိုင်ငံဟာပစိဖိတ်မီးကွင်းဒေသလို့ခေါ်ဝေါ်တဲ့ရေအောက်မီးတောင်ရပ်ဝန်းနဲ့ဆက်ဆက်တည်ရှိပြီးအားပြင်းတဲ့ငလင်ကြီးတွေနဲ့ကြုံတွေ့ဘူးတာဖြစ်ပါတယ်။ဒီနှစ်အစပိုင်းတုန်းကလည်းဂျပန်ငလင်လေးလာဆန်းစစ်မှုစကားဝိုင်းမှာနောက်လာမယ့်နှစ်30အတွင်းငလင်ကြီးတစ်ခုလှုပ်ခတ်နိုင်ချေဟာ60ကနေ90ရာခိုင်နှုန်းထိရှိတယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီးတည်ဆုံးသူအရေအတွက်တိုးလာကနှစ်နိုင်ငံတည်းဆက်မှာရှိတဲ့ဒေတာကန်ထောင်ပေါင်းများစွာလဲဘေးလွယာကိုတင်ဆောင်နေကြရပါတယ်ဒီဇင်ဘာလ9ရက်နေ့ကကမ္ဘောဒီးယားဘက်ကရန်စပစ်ခတ်ခဲ့ကြောင်းထိုင်းကဆွဆွဲခဲ့ပြီးဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းမှာတော့ကမ္ဘောဒီးယားရဲ့လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေကြောင့်ထိုင်းစစ်သားတဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်အဲ့ဒီအတွက်ထိုင်းက နေဆက်မှာရှိတဲ့ကမ္ဘောဒီးယားစစ်စခန်းတွေကိုတိုက်လေယာဉ်တွေနဲ့ပုံကျဲခဲ့ပါတယ်။ထိုင်းစစ်တပ်ကညာဘက်မှာပုံကျဲတိုက်ခိုက်မှုကြောင့်အရက်သား၂ယောက်ထပ်မံသေဆုံးခဲ့ပြီးသေဆုံးသူစုစုပေါင်း၆ယောက်အထိရှိလာတယ်လို့ကမ္ဘောဒီးယားစစ်တပ်ကပြောပါတယ်။တိုက်ပွဲတွေကြောင့်ထိုင်းနယ်စပ်ခရိုင်၅ခုမှာရှိတဲ့ကျောင်းပေါင်း640တကျောင်းကိုယာယီပိတ်ထားဖို့ထိုင်းပညာရေးဝန်ကြီးကအမိန့်ပေးခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာကီလိုမီတာ800ကျော်နယ်စပ်ချင်းထိစပ်နေပြီး နေဆက်မှာရှိတဲ့နယ်မြေအချို့ပိုင်းဆိုင်ရေးနဲ့ပတ်သက်ပြီးရာစုနှစ်တစ်ခုကျော်ကြာအငင်းပွားခဲ့ပါတယ်။ထိုင်းဝင်ကြီးချုပ်အနုတင်ချမ်ပီရာကူကတနင်္လာနေ့မွန်လွယ်ပိုင်းမှာကြေညာချက်တစောင်းထုတ်ပြန်ခဲ့ပြီးနိုင်ငံတကာဥပဒေနဲ့အညီနိုင်ငံအချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲမှုကိုကာကွယ်ဖို့ကတိပြုထားရလို့ဆိုပါတယ်။ထိုင်းအနေနဲ့ဘလို့ကျူးကျော်မှုမျိုးကမှစတင်ခြင်းဒါမှမဟုတ်လုံဆောင်ခြင်းမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့အချုပ်အခြာအာဏာကိုချိုးဖောက်မှုတိုင်းကိုတီးခတ်မှာမဟုတ်ကြောင်းနဲ့ ိုင်ငံတော်လုံခြုံရေးကိုကာကွယ်ဖို့နဲ့ပြည်သူတွေကိုအကောင်းဆုံးစောင့်ရှောက်ဖို့လိုအပ်တဲ့အစီအမံအားလုံးကိုလှုပ်ဆောင်ဖို့အသင့်ရှိတယ်လို့ပြောပါရယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်အငင်းခုံတွေကိုအကြောင်းပြုပြီးဇူလိုင်လတုန်းက9ရက်ကြာစစ်ခင်းတိုက်ခိုက်ခဲ့မှုပါရယ်။အဲ့ဒီနောက်အော်တိုဘာလကုန်ပိုင်းမှာတော့ American သမ္မတ Trump ဟာမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာထိုင်းနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်တွေအပြည့်ရက်သဘောတူညီလက်မှတ်ရေးထိုးခြင်းကိုကိုယ်တိုင်ကြီးမှုပေးခဲ့ပါတယ်။ဒါကြောင့်အပြည့်ရက်သဘောတူညီထားမှုကို ဆက်ပြီးတော့လေးစားလိုက်နာပေးကြဖို့ထိုင်းနဲ့ကမ်ဘောဒီးယားကိုအမေရိကန်ဆိုရကတိုက်တွန်းတောင်းဆိုထားပါဗျ။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်းထိုင်းနဲ့ကမ်ဘောဒီးယားတို့အကြားတင်းမာမှုတွေပြန်လည်မြင့်တက်လာတာကိုစိုးရိမ်ကြောင်းပြောကြားခဲ့ပြီးပြဿနာကိုနှစ်ဖက်စလုံးကထိနေသိသိဂိုင်တွေဖြည့်ရှင်းပေးကြဖို့တိုက်တွန်းထားပါဗျ။ဇူလိုင်လတုန်းကစီရေးပရိပခါမှာတော့နှစ်နိုင်ငံမှာလူ48ဦးထပ်မံတဲ့သေဆုံးခဲ့ပြီးနေဆက်ဒေသတွေမှာနေထိုင်သူ ၃သိန်းလောက်ဟာယာယီနေရဲ့စွန့်ခွာထွက်ပြေးခဲ့ရမှုပါတယ်။မြန်မာလုံသားတွေကိုနေဆက်ပြတ်ကျော်ခွင့်စာအုပ် Border Pass နဲ့ထိုင်းနိုင်ငံထဲမှာ၆လအထိအလုံးလုံးကင်ခွင့်ပြုဖို့မူအားဖြင့်သဘောတူခဲ့ပြီးဖြစ်တယ်လို့ထိုင်းလုံခြုံရေးရှာဖွေရေးဌာနကထုတ်ပြန်လိုက်ပါတယ်။လက်ရှိထိုင်းနိုင်ငံရဲ့ယာတီချင်းလုံသားလိုအပ်ချက်အရမြန်မာနယ်စပ်က လုံသားတွေကိုအခုလိုလုံခြုံခွင့်ပေးဖို့ကိစ္စကိုပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တယ်။ ထိုင်းနိုင်ငံရဲ့နိုင်ငံခြားသားအလုံသမားစီမံခန့်ခွဲရေးဝါဒကော်မတီအစည်းအဝေးမှာမူအားဖြင့်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Border Pass စာအုပ်ကိုင်ဆောင်ထားသူတွေဟာထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ်တွေရှိတဲ့ချင်းရိုင်ခရိုင်တက်ခရိုင်ရနောင်းခရိုင်နဲ့ကန်ချနာဘူရီခရိုင်တွေကနယ်စပ်ဒေသတွေမှာလုက္ကန်ရမှာဖြစ်တယ်လို့သိရပါတယ်။လုက္ကန်ရမယ့်အမျိုးအစားတွေကတော့ကုန်တင်ကုန်ချအလုံအိမ်ပေါ်အိမ်ကူလုပ်ငန်းဆိုင်ဆောင်အယောင်းဝန်ထမ်းအလုပ်ကိုသာလုက္ကန်ချရမှာဖြစ်တယ်လို့သိရပါတယ်။ အခုအစီအစဉ်ကိုအလောက်ကန်ရှာဖွေရေးဌာနကအလုသမားဝင်ကြီးဌာနဝင်ကြီးအဖွဲ့ကိုဆက်လက်တင်ပြမှာဖြစ်ပြီးအလုသမားဝင်ကြီးအဖွဲ့ရဲ့သဘောတူညီချက်ရရှိပါက ပြည်ထရေးဝင်ကြီးဌာနနဲ့အလုသမားဝင်ကြီးဌာနရဲ့တရားဝင်ကြေညာချက်တွေထုတ်ပြန်မှသာခွင့်ပြုချက်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်နေဆက်ဖြတ်ကျော်ခွင့်စာအုပ်ကိုင်ဆောင်ထားသူတွေအနေနဲ့ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ထားကြဖို့လဲတိုက်တွန်းထားပါတယ်။လက်ရှိမှာတော့နေဆက်ဖြတ်ကျော်စာအုပ်ကို ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြို့နယ်အင်အားစုစီးရင်ရှိသူတွေကိုသာသက်ဆိုင်ရာမြို့နယ်လာဝကယုံကထုတ်ပေးနေတာဖြစ်ပါတယ်။နယ်စပ်ဖြတ်ကျော်စာအုပ်နဲ့ထိုင်းနိုင်ငံရဲ့နယ်စပ်မြို့တွေမှာအလုလုကိုင်မဲ့သူတွေအနေနဲ့အခြားခရိုင်နဲ့မြို့နယ်တွေကိုသွားလာမယ်ဆိုပါကခွင့်ပြုချက်ရယူပြီးမှသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။လက်တလောမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံအတွင်းပန်းရောင်ပတ်လို့ခေါ်တဲ့အလုသမားအလုလုခွင့်လက်မှတ်တွေနဲ့ဝင်ရောက်အလုလုကိုင်နေကြတာဖြစ်ပြီးပန်းရောင်ပတ်ရဲ့ကုန်ကြစရိတ်မှာ နှစ်စဉ်ထိုင်းဘတ်9000ကနေဘတ်1000ခွဲအတွင်းကုန်ကြလေရှိတယ်လို့ထိုင်းရောက်မြန်မာအလုပ်သမားတွေထံကနေသိရပါဗျာ။